နာပိုလီတို့ချန်ပီယံလိမှာနှစ်ဂိုးသွင်းခဲ့ပြန်တဲ့ဝိုက်လန်ယူနိုက်တက်ဘာမားနေရာလဲပြိတ္တများအားလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆောင်ကနေကြိုဆိုပါရယ်ရက်စမတ်ဝိုက်လန်ကတော့အခုဆိုနာပိုလီမှာတော်တော်လေးရေပန်းစားနေပြီလို့ပြောရပါမယ်ပြီးခဲ့တဲ့ရက်ကရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဝိုက်လန်ကနာပိုလီတို့ခြေစမ်းပြကစားသွားခဲ့တယ်ဒီပွဲမှာနာပိုလီကပေါ်တူဂီကလပ်စပိုတင်လစ်ဘွန်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပြီးဝိုက်လန်ကနာပိုလီတို့အနိုင်ဂိုးနှစ်ဂိုးစလုံးကိုသွင်းယူပေးနိုင်ခဲ့တာပါ ဒီဂိုးတွေဟာ Kevin De Bruyne လိုကမ္ဘာအဆင့်ထိပ်တန်းကွင်းလယ် Foundation ကြီးက꽌လန်းအတွက်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ပထမဂိုးမှာဆိုရင်တံပြန်တိုက်စစ်ကနေတစ်ဆင့် De Bruyne က Sporting နောက်ခံလူတွေကြားကနေပြေးလွှားနေတဲ့ပိုင်လန်းရဲ့ပြည်လန်းတဲ့ကိုကွက်တီချပေးလိုက်တာဖြစ်ပြီးပိုင်လန်းကလည်းတီတီငြိမ်ငြိမ်နဲ့ပဲအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။နောက်တစ်ခုဆိုရင်လည်း Divine ကုတ်တင်ပေးလိုက်တာကိုပိုင်လန်းကရဲရဲဝင့်ဝင့်နဲ့ပဲတောင်းကျင်းတဲ့ကိုခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ပိုင်လန်းရဲ့သွင်းကိုးတွေကသူ့ရဲ့အဆုံးသတ်စွမ်းရည်ကိုထင်ရှားစေခဲ့ပါတယ်။ဒါကြောင့် Napoli ပြိုင်သက်တွေကလည်း ဒီကောင်လေးတော့အတော်လေးမိုက်တာပဲကွာလို့ကြွေးကြော်နေကြလို့ United ပြိတ္တတွေကိုလည်းတောက်တခေါက်ခေါက်အန်တကြဲကြဲဖြစ်စေခဲ့တယ်လို့ပြောရပါလိမ့်မယ်။ဒီလိုစွမ်းရည်ကို United မှာဘာလို့မမြင်ခဲ့ရတာလဲဆိုတာမေးခွန်းထုတ်စီရပါပဲ။အခုဆိုရင် White Line က Napoli တို့ရဲ့ပြိုင်ပွဲဆုံး၅ပွဲကစားထားပြီးချိန်မှာပဲ Twin Go 3 Go Twin ယူပေးထားပြီးဖြစ်ပါလိမ့်။ဒါကပြီးခဲ့တဲ့တရားစီလုံးလုံး United မှာ White Line တင်းယူခဲ့တဲ့ဂိုးရည်အတွက်နဲ့တောင်တူညီလူနှိပါပမာဏအထိရောက်ရှိလာခဲ့တာပါ။ Napoli ရဲ့နှိပြဖြစ်တဲ့ Antonio Conte ကသူ့ကိုအသင်းရဲ့တိုက်စစ်စနစ်ထဲမှာအဝင်ခွင့်ကျထည့်သွင်းနိုင်ခဲ့ပါလိမ့်။ ဒီဘရိုင်းလိုကစားသမားတွေကဘောလုံးကိုဝိုင်းလန်းစီရအောင်ဖန်တီးပေးနိုင်ပါတယ်ကော့မတ်တိုမနေလိုကစားသမားတွေကနောက်ကနေပံ့ပိုးပေးပါတယ်ဒီလိုမျိုးအသင်းဖော်တွေရဲ့ပံ့ပိုးမှုကဝိုင်းလန်းကိုသူ့ရဲ့အကောင်းဆုံးစွမ်းရည်ကိုထုတ်ပြဖို့ကူညီပေးခဲ့တာဖြစ်ပါတယ်ဝိုင်းလန်းကို United ကနေ2023မှာအတ္တလန်တာကနေပေါင်တန်း82နဲ့ခေါ်ယူခဲ့တော့ကပြိတ္တတွေကမျောလင်းချက်တွေအပြည့်ရှိခဲ့ပါတယ်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအင်အားအမြန်နှုံးနဲ့အဆုံးသက်စွန့်ရီက United ရဲ့တိုက်စစ်ပိုင်းကိုပြန်လည်နှုတ်ထလာစေမယ်လို့ထင်ခဲ့ကြတာဖြစ်ပါတယ်။ပထမရာသီမှာသူက Premier League မှာ10ဂို ချန်ပီယံလိမှာ၅ဂိုးသွင်းခဲ့တော့အားလုံးကโอเคဒီကောင်လေးဟာတကယ်မိုက်တယ်လို့တွေးခဲ့ကြပါတယ်။ဒါပေမဲ့2024 2025ရာသီမှာအရာအလုံးပြိုလဲသွားခဲ့ရပါတယ်။အဲ့ဒီရာသီမှာ white line ကပရီးမီးယားလိဂိုး၄ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ပြီးတော့ဂိုးမသိနိုင်တဲ့ပွဲစဉ်၁၆ပွဲဆက်တိုက်ထိရှိခဲ့ပါတယ်။နောက်ဆုံးဂိုးကဒီဇင်ဘာ2024မှာ Nottingham Forest ကို၂ဂိုး၃ဂိုးနဲ့ရှုံးတဲ့ပွဲမှာသွင်းခဲ့တာပါ။ဒီလိုမျိုး white line တယောက်ဂိုးပေါက်ပျောက်နေတဲ့အခြေအနေကပရိသတ်တွေကိုစိတ်ပျက်စေခဲ့ပါတယ်။ Rio Fernandez ကတော့ white line ကပြိုင်ဘက်ခံစစ်ကြောင်းကိုတော့တိုက်ခိုက်ကစားနေတာပဲ။ ဒါပေမဲ့မတိရောက်ဘူးလို့ပြောခဲ့ဘူးပါတယ်။ဒီလိုပြန်လာတဲ့အကြောင်းရင်းကိုကြည့်ရမယ်ဆိုရင်ဒါက white line တယောက်တည်းရဲ့အပြစ်တော့မဟုတ်ပါဘူး။ white line တယောက်တည်းမှာပဲတာဝန်ရှိတာတော့မဟုတ်ပါဘူး။ United မှာက Napoli မှာ white line အခုကစားနေရသလိုမျိုး white line ကိုပံ့ပိုးပေးမဲ့သူဖန်တီးပေးမဲ့သူတယောက်မှကိုမရှိကြပါဘူး။ United ကစားသမားတွေအားလုံးကသူဦးသူကန်၅ဦး၅ကန်စိတ်ဓာတ်မျိုးတွေပဲရှိခဲ့ကြပါတယ်။ white line ကနေရလို့မှရှိနေတာတော့ဘောလုံးကိုချမှတ်ပေးပဲမဖြစ်နိုင်တဲ့နေသားကနေ goal ရဲကန်သွင်းဖို့ပဲ United ကစားသမားတွေကလုပ်ခဲ့ကြတာပါ။ ခွိုင်လန်းကအထောင်တိုက်ဆင်မှုတယောက်ပါသူ့ရဲ့ဂိုးသွင်းနိုင်တဲ့ကအတင်းပေါ်ရဲ့ပံ့ပိုးမှုမရှိရင်ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး United ရဲ့2024-2025ရာသီကကလပ်သမိုင်းမှာအနိုင်ဆုံးရာသီတွေကတစ်ခုပဲ Premier League မှာ15နေရာမှာရပ်တည်ခဲ့ပါတယ်တိုက်ဆစ်ပိုင်းကလည်းစိုးစိုးရွားရွားကြာဆင်းခဲ့ပါတယ်အမိုရင်ကတိုက်ဆစ်ကိုတိုက်ရိုက်ကစားတဲ့ direct play ကစားဖို့ပုံပြီးစ조사ခဲ့ပါသေးတယ်အဝေးဘောတွေကိုအသုံးပြုပြီးတိုက်ဆစ်မှုတွေစီကိုဖန်တီးမှုတွေပြုလုပ်ပေးဖို့စီစဉ်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီစနစ်ကတိရောက်မှုမရှိခဲ့ပါဘူး အဓိကပြဿနာကကစားသမားတွေရဲ့ဖန်တီးမှုနဲ့ပူပေါင်းဆောင်ရွက်မှုမရှိတာပါပဲ။ဘာရူနိုဖာနန်ဒက်စ်ကအသင်းရဲ့အကောင်းဆုံးဖန်တီးရှင်ဖြစ်ပေမဲ့သူတယောက်တည်းကပဲအသင်းတစ်ခုလုံးကိုထမ်းတင်နေရပါတယ်။ကက်စီကလည်းခြေစွမ်းပြလိုက်မပြလိုက်နေပါ။ဦးကာဒေးကတော့အားလုံးသိကြတဲ့အတိုင်းခြေစွမ်းကပိုကောင်းမလာပဲပိုဆိုးလာနေပါတယ်။ခက်တာကမိုင်နူးတို့လိုလူငယ်ကျယ်ဝန်းတွေရှိနေပေမဲ့အမိုရင်ရဲ့နီးစနစ်နဲ့အံဝင်လိုအမိုရင်ကလည်းသူတို့ကိုတိတ်မကြိုက်တာကြောင့် United ရဲ့အခြေအနေကဝါးစည်းပြေလို့ဖြစ်နေရပါတယ်။ United နီးပြတယောက်အနေနဲ့အမိုရင်ဦးစားပြီးလှုပ်ဆောင်ရမှာက အထောင်တိုက်စစ်မှုကိုပံ့ပိုးပေးဖို့ဖန်တီးမှုတွေပြုလုပ်ပေးဖို့ဖြစ်ပါတယ်။အခုချိန်ထိဒီကိုကောင်ဆန်တဲ့အောက်တန်းစားစိတ်ဓာတ်တွေကို United မှာမြင်တွေ့နေရတော့ကြောင်းဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်မျိုးတွေက Ronaldo ကိုခေါ်တိုင်းတော့မှဘာမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ဒီကိုတို့ကရော White Line က Napoli မှာခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တဲ့အပေါ်မှာဘယ်လိုမြင်ကြပါလဲ။ပြောပေးကြပါဦး။သုံးတိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။